ရတဲ့အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တမှာပြန်လည်ကြိုဆိုလိုက်ပါရှင်။ကျမတို့ channel ဒီကနေ့နေ့စဉ်ပြည်တွင်းပြပသတင်းများကြော်ရည်သတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပင်းချင်းစတင်တင်ဆက်ပြီးတော့မှာဖြစ်ပါရှင်။ရခုပထမအစွာစတင်တင်ဆက်ပြီးမယ့်သတင်းကြောင်းတွေကတော့ရေစကြူတာကောင်းရွာမတွင်စစ်တပ်ကအသက်65နှစ်အရွယ်ဦးချစ်မောင်ကိုခေါင်းဖြတ်တက်ပြီးငုတ်တိုင်တွင်ဦးချစ်မောင်ရဲ့ခေါင်းကိုစိုက်ထုခဲ့ပြီးစစ်တပ်ရဲ့တပ်ဖြတ်ခံရသူပြည်သူ18ဦးထိရှိလာနေပြီဆိုတဲ့သတင်းလည်းပဲဖြစ်ပါရှင်။မကွေးတိုင်းရေစကြူမြို့နယ်တာ ောက်ခေါင်းရွာတွင် အချင်းပဲစစ်တပ်ကပြည်သူတို့ကိုခေါင်းဖြတ်တပ်ဖြတ်ပြီးခေါင်းကိုငုတ်တိုင်တွင်စိုက်ထူခဲ့ကပြည်သူ6ဦးရဲ့ရုပ်အလောင်းများထပ်မံတွေ့ရှိရသည့်ဖြင့်စစ်တပ်ရဲ့တပ်ဖြတ်ခံရမှုဟာပြည်သူ18ဦးအထိရှိလာနေကြောင်းရေစကြိုတောင်းရှိ info committee အဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုထားဖြစ်ပါသည်။ မစနာခုနှစ်ရက်နေမှ12ရက်နေအထိရေစကြိုမြို့နယ်တာကောင်ကျေးရွာကိုအချမ်းပဲစကောင်စစ်တကစစ်ကြောင်းချုပ်ဝင်ရောက်စီနေကြကြောင်းစစ်ကြောင်းချုပ်ကပြန်အောင်ပြည်သူများကကျေးရွာအတွင် ပြန်လည်ဝင်ရောက်တဲ့အချိန်မှာအချမ်းပဲစကောင်စစ်တပ်သားများနှိပ်စက်မိရှုတပ်ဖြတ်ခဲ့တဲ့ပြည်သူ၁၈ဦးရဲ့ရုပ်အလောင်းများကိုတဖြည်းဖြည်းတွေ့ရှိလာရကြောင်းသိရှိရပါသည် အကြံပေးစက်ကောင်စစ်တပ်သားများဟာတာကောင်းလေးရွာမှာအသက်65နှစ်အရွယ်ဦးချစ်မော်ကိုခေါင်းဖြတ်တက်ပြီးမီးရှို့ထားတဲ့ဥကောင်ကိုငုတ်တိုင်တစ်ခုပေါ်တွင်တင်ထားခဲ့ကြောင်းတာကောင်းရွာမှာအသက်42နှစ်အရွယ်ဦးတန်းမင်းနိုင်ကိုလည်းနှိပ်စက်တက်ဖြတ်ပြီးရုပ်အလောင်းကိုမြေမြုပ်ခဲ့ကြောင်းသိရှိရပါသည်။ ချို့ပြင်းစစ်ကြောင်းကျေးရွာအတွင်းနေဝင်ရောက်လာစဉ်တင်းရှောင်းနိုင်ရှင်မရှိဘဲနေအင်းတွင်ကြံရင်းနေခဲ့တဲ့တာကောင်းရွာမှာအသက်60နှစ်အရွယ်ဦးအောင်နဲ့အသက်80အရွယ်ဒေါ်စန်းဝေတို့ကိုလည်းမိရှို့တပ်ဖြတ်ခဲ့ကြောင်းအကြံပေးစစ်ကောင်စစ်တပ်သားများဖမ်းဆီးလာတော့အမိမိတိတဲ့ပြည်သူတွေရဲ့ရုပ်အလောင်းများကိုလည်းတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။ လောလောဆယ်တော့ရုပ်အလောင်းတွေ့ပြီးအတီးပြုတ်နိုင်တာ15ဦးရှိပါတယ်။နှစ်ဦးကတော့ဘဲသူဘဲဝါဆိုတာအတီးမပြုတ်နိုင်သေးဘူး။စွစွပေါင်းတက်ဖြတ်ခံရသူ18ဦးထိရှိသွားပါပြီ။စစ်ကောင်စစ်တပ်သားတွေရဲ့လောက်ရတွေကိုပြောစရာစကားလုံးကိုရှာမရတော့ပါဘူး။ရုံမှာရက်ဆက်လွန်ပါတယ်။လူစိတ်ကိုပျောက်နေကြတာရွာတူရသားတွေကလေးငယ်တွေကိုရမဲ့ကြရမဲ့ဖြစ်ပြီးတုံလုံးခြောက်ချမ်းနေကြတာမမြင်ရဆရာပါပဲဟုရေစကြိုတောင်းရှိ info committee အပေါ်မှာတာဝန်ရှိသူတွေကပြောဆိုထားဖြစ်ပါတယ် အကြံပေးစကောင်းစစ်တနာများဟာတာကောင်းရွာတွင်တက်ဆွေနေထိုင်စဉ်နေရင်တွင်ရှိပြီးတူပိုင်းရွှင်ဝင်အပါဝင်တံပိုးကြီးပစ္စည်းများကိုလည်းမွေနောက်ယူဆောင်သွားပြီးအင်မွေတရိတ်ဆန်များကိုလည်းတက်ဖြတ်ချက်ပြုတ်စားတောက်သွားခဲ့ကြောင်းသို့ပြင်အစာရေစာပြတ်ပြီးခိုင်းတွဲအများအပြားလည်းတည်ဆုပ်ခဲ့ကြောင်းသိရှိရပါသည် အဆိုပါအကြံဖက်စကားစစ်တပ်သားများဟာမြေစွန်းဒွန်ရွာတွင်ဝင်ရောက်တပ်ဆွဲထားစဉ်ဂျီဗန်နီပီတူအသက်80ကျော်အရွယ်ဦးဟန်တင်အသက်60နှစ်အရွယ်ဦးထင်းမြင့်အသက်88နှစ်အရွယ်ဦးတက်မင်းအသက်60နှစ်အရွယ်ဒေါ်တန်းပြေအသက်86နှစ်အရွယ်ဒေါ်လောင်ငွေအသက်69နှစ်အရွယ်ဦးကြည်ထီအသက်69နှစ်အရွယ်ဦးကြည်အောင်မြိုင် အသက်35နှစ်အရွယ်ကိုတန့်စင်အသက်40နှစ်အရွယ်ကိုအောင်လင်းနိုင်နဲ့မလကာချန်ရောမှာအသက်80နှစ်အရွယ်ဦးညွေအသက်50အရွယ်ဦးစံဝင်းတို့ကိုလည်းဖမ်းဆီး တက်ဖြတ်ခဲ့ကြအောင်ရေစကြိုးတောင်းရှိ info committee အဖွဲ့မှတာဝန်ရှိတူတူကရန်ကုန်ကတဲ့တင်ထဏာထားတို့ပြောဆိုထားဖြစ်ပါရယ် ဆန်နေပြီးတော့ AA နဲ့ဆက်ဆံရေးကပြည်လဲမှုရှိကြောင်းဘင်္ဂလားဒေ့ကပြောဆိုထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အာရကတတော်အင်းနဲ့နေဆက်အရေးအပအဝင်စစ်ဖက်ဆန်ရဆက်ဆံရေးပြည်လဲမှုရှိကြောင်းဘင်္ဂလားဒေ့အစိုးရအဖွဲ့ကပြောဆိုထားတယ်ဖြစ်ပါရယ်။ကိုနာသမဂအထွေထွေအတွင်ရမှုချုပ်အန်တိုနီယိုကူတာရခီစင်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့အစိုးရအဖွဲ့နဲ့မီဒီယာများကိုယမန်လေမတ်လ၁၇ရက်နေ့တွင် တွေးဆိုတဲ့အချိန်မှာအကြံပေးအရာရှိချုပ်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။နက်ဆက်မှာအီအီနဲ့ဆက်ဆံရေးပြည်လည်မှုရှိပါတယ်။စစ်ပတ်ဆိုင်ရာကိစ္စအဆက်အသွယ်တွေကိုကျွန်တော်တို့ဆက်လက်ထိန်းသိမ်းထားပါတယ်လို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အော်ရကတတော်ရေးနဲ့ဆက်ဆံရာတွင်ရခိုင်ပြည်တွင်ပေါ်ပေါက်နေတဲ့အခြေအနေများကိုအမြဲစောင့်ကြည့်ကာနက်ဆက်အရေးကိုကာကွယ်စောင့်ရှောက်ထားကြောင်းဆိုထားဖြစ်ပါတယ်။ အေးအေးနဲ့ထိတွေ့ဆက်ဆံမှုနဲ့ပတ်သက်ပြီးရခိုင်ပြည်အတွင်းကအခြေအနေတွေကိုအမြန်ဆုံးကြည့်နေပါတယ်။လက်ဆက်လှုပ်ထုပ်ရေးတင်းငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုကျွန်တော်တို့ကာကွယ်စောင့်ရှောက်ရပါမယ်ဟုပြောဆိုထားကြောင်းသိရပါတယ်။ မုစလင်များကုန်တိတ်ခါရှိစွာနေရပြန်နိုင်ရေးအတွက်လည်းဘင်္ဂလားဒေ့ရှ်အစိုးရကအမြဲတမ်းကြိုးပမ်းနေပြီးအာရကတ်တော်အင်းနဲ့ထိတွေ့ဆက်ဆံစကားပြောရမည်ဟုဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကလက်ခံထားကြဖြစ်ပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင်မြန်မာစစ်တပ်ကြောင့်ရောက်ရှိသွားခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ကော့ပဇာခရိုင်အတွင်းကမုစလင်များနေရပြန်နိုင်ရေးနဲ့အလူဒါချက်ဆန္ဒထောက်ထားမှုဆိုင်ရာအကူအညီများရရှိအတွက်ကုလအကြွေအတွင်းမှုချုပ်ကူထားရဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေခဲ့ကြောင်းသိရပါရယ် ယနေ့မဆလစနေရက်နေ့နက်နက်ပိုင်းကဘင်္ဂလားဒေ့ဂျားပြအစိုးရအကြီးအကဲယူနွတ်နဲ့ဂူထာရက်တို့တွေ့ဆုံခဲ့ပြီးနေ့လယ်ပိုင်းတွင်ကော့ပဇာရှိမွတ်စလင်တုတ်ခတ်တဲ့စခန်းများကိုတွားရောက်နေကြကြောင်းသိရှိရပါတယ်။ကုလားတွေ့တွင်မူချုပ်ကုထားရဲဟာမွတ်စလင်ဒုက္ခတဲ့များအတွေ့ဒုတာချစ်ဆန္ဒ66မူဆိုင်အကူအညီများတွင်းမြင့်ပင်ရန်နိုင်ငံတကာကိုတောင်းဆိုသွားမည်ဟုလည်းယူနစ်နဲ့တွေ့ဆုံတဲ့အချိန်မှာပြောကြားသွားခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့နိုင်ငံရေးပါတီများအစုအဖွဲ့တိုးချဲ့ရန်ပါတီများအခြေချင်းဆွေးနွေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ ပါတီမပုတ်တင်အတိတ်ကြတဲ့တိုင်းရင်းသားပါတီများရှိလာတော့ကြောင်းနိုင်ငံရေးပါတီများအစုအဖွဲ့တိုးချဲ့ရန်ပါတီများအချင်းချင်းဆွေးနွေးကြမည်ဖြစ်ကြောင်းပြည်သူ့ပါတီ PP မှအုတ်ချာဥက္ကူကိုကြီးကပြောဆိုထားဖြစ်ပါတယ်။နိုင်ငံရေးပါတီများအချင်းချင်း2015ခုနှစ်မတ်လ18ရက်နေ့တွင်အစည်းအဝေးခေါ်၍ဆွေးနွေးကြမည်ဖြစ်ကြောင်းတရှိရပါတယ်။နိုင်ငံရေးပါတီများအချင်းချင်းဆွေးနွေးမည့်အစည်းအဝေးတွင် နိုင်ငံရေးပါတီများအစုအဖွဲ့တိုးချဲ့ရန်ကိစ္စရပ်များဆွေးနွေးမည်ဖြစ်ကြောင်းရှေ့လုံငန်းစဉ်များထဲ၌တဘောတူညီမှုရရှိပြီးသားအချက်များနဲ့ နောက်ထပ်အတဲ့သဘောတူညီမှုရရှိရန်ဆွေးနွေးမဲ့ကိစ္စများလည်းပါဝင်ကြောင်းပြည်သူ့ပါတီ PP မှဥက္ကဋ္ဌဦးကုကိုကြီးကပြောဆိုထားဖြစ်ပါတယ်။ ၎င်းကတော့ကျွန်တော်တို့ဒီနိုင်ငံရေးပါတီများကအလုပ်အဖွဲ့ဆိုပြီးတော့ကျွန်တော်တို့ပါတီများအလုပ်ထမရွေးချယ်ထားရှိတာပေါ့နော်16ပါတီအဲ့ဒါကတော့16ပါတီရနေပြီးတော့မှဥဆောင်ပါတီ၄ပါတီပြီးတော့မှအလက်ကျကောင်းဆောင်တာဝန်ယူမှုနဲ့တွားတဲ့အခါကျတော့အဲ့ဒီနောက်ပိုင်းမှာပါတီမောက်ပုတ်တင်အတိတ်ကြလာတဲ့တိုင်းရင်းသားပါတီတွေလည်းတော်တော်များများရှိလာပါတယ်ရှိလာတော့ကျွန်တော်တို့ကဒီဟာကိုအစုအဖွဲ့တိုးချဲ့ဖို့ကိစ္စအဲ့ဒါကိုပြီးခဲ့တဲ့ NSPNC နဲ့အစည်းအဝေးမှာလည်း ဒါကျွန်တော်တို့အကြံပြုလမ်းညွှန်ခဲ့တာရှိပါတယ်ဆိုတော့အဲ့ဒါကြောင့်ဒီကိစ္စလေးတွေလည်းဆွေးနွေးမယ်နောက်ပြီးတော့ကျွန်တော်တို့ရှေ့ဆက်လုပ်ငန်းစဉ်တွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းနိုင်ငံရေးပါတီရဲ့အစုအဖွဲ့တွေထံမှဆွေးနွေးချက်ကိုအတွဲကျွန်တော်တို့စစ်ဆင်ထားဖြစ်ပါတယ်ရှေ့လုပ်ငန်းစဉ်တွေထံမှတဘောတည်ငြိမ်မှုရရှိပြီးတာအချက်တွေရဲ့နောက်ထပ်အတစ်ထပ်မံပြီးတော့တဘောတည်ငြိမ်မှုရရှိဖို့အတွဲဆွေးနွေးမယ်ကိစ္စတွေဒါတွေလည်းကျွန်တော်တို့ဆွေးနွေးကြမှာပါဟုပြောဆိုထားဖြစ်ပါတယ် မြူတာစီလုံးညညရေးနဲ့ငင်းချရေးဖော်ဆောင်မှုညနာရေးကော်မတီ NSPNC နဲ့နိုင်ငံရေးပါတီများအစုဖွဲ့ရဲ့အလုပ်အဖွဲ့တို့ဟာ2025ခုနှစ်ဇန်နဝါရီ23ရက်နေ့24ရက်နေ့များတွင်တွေ့ဆုံဆွေးနွေးခဲ့ကြဖြစ်ပါတယ်။အဆိုပါဆွေးနွေးပွဲများဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတဘောတာစုစည်းချက်43ချက်အားတဘောတူညီချက်လက်မှတ်ရေးထိုးခံနိုင်ချက်ကြောင့် ဂျီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အားအခြေခံတဲ့ပြည်ထောင်စုအဖြစ်ဖွဲ့စည်းတည်ထောင်၍ဟူတီဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြည်စင်ပြတ်ထားရန်တဘောတူဆုတ်ဖြတ်ခဲ့တဲ့အပြင်ဆွေးနွေးဆဲခွန်းချက်နဲ့ပြည်စင်ရန်ထပ်မံတင်ပြထားတဲ့ရှိကြောင်းသိရှိရပါတယ်။ နိုင်ငံရေးပါတီများအလို့ဖွဲ့တိုးချဲ့ဖွဲ့စည်းရန်အစည်းအဝေးခွင်ရွေးဆွေးနွေးကြမည်ဖြစ်ကြောင်း NSPNC နဲ့ဆွေးနွေးရန်မိတိအချက်များအားထက်မှန်ထည့်ရမည်ဆိုတဲ့ကိစ္စရပ်များလည်းဆွေးနွေးမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရက်တစ်အင်အားစုပါတီ NDM မှဒူအဝတာဦးထက်အောင်ကျော်နဲ့ပြောဆိုထားဖြစ်ပါရယ်၎င်းကတော့ကျွန်တော်တို့16ပါတီပေါ်တော့အလို့ဖွဲ့ရှိတာကိုအလို့ဖွဲ့ကိုရှေ့မှာတော့ NSPNC ကနေချက်တိုးလာတဲ့တိုင်းဒါပါတီတွေရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့24ပါတီလောက်တဲ့အထိတိုးချက်ပြီးဖွဲ့စည်းဖို့ဆိုပြီးတော့မှဘုချုပ်ထွထွန်းတော်အောက်ချဖြစ်စင်မာတို့ကလုပ်ခဲ့တာပေါ့အခုကျွန်တော်တို့က18ရက်နေ့မှာ18ရက်နေ့နေ့လယ်တနားရီလောက်ပေါ့နော်အစည်းအဝေးတော့ခေါ်ချပါတယ်16ပါတီများအစည်းအဝေးပြီးတော့မှလောက်ကြကြိုင်ကြတဲ့ဟာလေးကိုတော့ပြောဖို့ပေါ့ အဲ့လားတခုတော့ရှိပါတယ်။ကျန်တာကတော့ကျွန်တော်တို့ NSPNC နဲ့ကျွန်တော်တို့ဆွေးနွေးနေခဲ့ကြတဲ့အချက်တွေရှိတယ်လေ။အဲ့ဒီမှာကျွန်တော်တို့ကစွတ်စွတ်ပေါင်း53ချက်ကတော့သဘောတူညီပြီးသားရတာပေါ့လေ။အဲ့ဒီမှာနောက်ပိုင်းဆက်ဆွေးနွေးမယ့်အကြိမ်ရည်တွေမှာကျွန်တော်တို့ဘာတွေထပ်ထည့်ကြမလဲဆိုတာပေါ့။အဲ့ဒါကိုဆွေးနွေးဖို့ရှိပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။လက်ရှိမှာပတ်သက်ခွင့်ပြုထားပြီးသားပါတီများကြားထဲတွင်နိုင်ငံရေးပြပြင်ပြောင်းလဲမှုများအစိုးပြုချက်တခုကိုသဘောတူညီချက်ဖြစ်လာရန်အဓိကဆောင်ရွက်နေကြောင်းနိုင်ငံရေးပါတီများကပြောဆိုထားဖြစ်ပါတယ်။ ကျုပ်ပြင်ရွေးကောက်ပွဲအပြီးတွင်မိတိပုံတန်သွားကြမည်ဆိုခြင်းကိုပါတီများအချင်းချင်းကြိုတင်ညှိနှိုင်းထားခြင်းအပြင်ပို၍ကောင်းမွန်တဲ့ဖက်ဒရယ်ပုံတန်ပို၍ကောင်းမွန်တဲ့ဒီမိုကရေစီပုံတန်များအားပြည်ပြည်ပြင်းပြင်းဖြစ်စေရန်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းနိုင်ငံရေးပါတီများကပြောဆိုထားဖြစ်ပါသည်အကြောင်းရင်းတစ်ဆက်ပင်မို့ကျွန်မရဲ့ခေတ္တနာကိုပြပါရှင်အပင်နာအစင်မို့အတွေ့အကြုံချင်းဆိုချင်ရှိပါရဲ့ရှင်